ုဆက်တယ်ရေဘော်တွေဟိုတဲ့စဘာထုတ်ခေါ်နေတာအဲဒီချိန်ကတဘာတွေတဘာတွေဒီအညာလေးတက်မှာစဘာတွေဘာတွေနားရိပ်နေရေးနေတဲ့ချိန်ပေါ့ညနာလို့နှဲလောက်နားအောင်မယ်ဆိုတော့ဟဲ့မင်းတို့ကလည်းပတ်စံပြီးခိုင်းတာကွာလေဟာဆိုတော့ဟုတ်တယ်ကျွန်တော်တို့ပတ်စံလို့မရရကွာအဲ့နော်ဟုတ်တယ်တကယ်လည်းပတ်စံနေကျွန်တော်တို့ညနေရချင်းတယ်ဒါနဲ့ကျွန်တော်တို့ပတ်စံမမှန်ဘူးရေဘော်တွေရှိမှာပွိုင်းဆောင်ရလို့ပြင်မလာတာနှဲလောက်တော့နားဝင်ပြုံးမှာပေါ့ဗျာကျွန်တော်တို့ပြည်သူတွေကလည်းနားလည်းပြုံးမှာပေါ့အာကျွန်တော်တို့ဒီတော်လိုင်းကလာရောက်လာမှတော်လိုင်းလေးဝင်လာမှမလုပ်ဘူးတဲ့လုပ်တွေလုပ်ရတယ် ာကျွန်တော်တို့မကြုံဘူးတဲ့အားနဲ့မတွေ့ဘူးတဲ့လူတွေနဲ့အားဆက်ဆံရရတယ်ကျွန်တော်တို့အိမ်မှာဆိုရင်တော့မှခမင်းစလုံးတော့မစီရရတဲ့ကလေးတွေကြိုင်ဒီကာလရောက်တော့ကျွန်တော်တို့အလုပ်ပေါင်းစုံကိုတွေ့ရကြုံလာကျွန်တော်တို့တိတ်ကြုံလုံနေရတာကိုဒီလူတွေနဲ့ကျွန်တော်တို့ပုံလည်းပြန်ပြီးတော့ညံ့ညာပေးပါအောင်လို့တောင်းဆိုပါတယ်เนาะအဲ့တော့တပေါင်းစုဖွဲ့ကြဒီလိုမှတပေါင်းစုမဖွဲ့နိုင်ဘူးငါတို့ကတော့ကယ်ပြစ်ပဲရက်တည်တယ်ငါတို့ငါတို့အထောက်ပံ့မဲ့ပြည်သူမရှိဘူးလားမတိုင်းနဲ့တပ်ဦးစိုးရမရှိဘဲနဲ့တော်လှန်ရေးကိုကဘာကအတိမတ်ပြုတ်လိုလိုသူလိုဆက်တာမျိုးဆိုတာမမျော်လင့်နဲ့ နှစ်ပေါင်း60ခင်ဗျားတို့တိုက်လာတာခင်ဗျားတို့ကိုဘယ်နိုင်ငံကလူရသွင်းပြီးတော့လက်ခံတယ်။အွန်လိုင်းပဲအချမ်းကိုဘာဖြစ်လို့ကဘာကနှစ်ပေါင်း60တိအတိမတ်မပြုတ်တာလဲ။အဲ့ဒါစီးရုံညီညွတ်မှုနဲ့တော်လိုင်းတက်ဦးအစိုးရဆိုတာမရှိလို့တော်လိုင်းလက်နက်ကအဖွဲ့တစ်ခုကိုဒဲလာလုပ်လို့ရတော့ဘယ်တိုင်းဒီမှာခင်ဗျားတို့လူရမတွင်းဘူးအဲ့ဒါအဲ့ဒါလေးကိုတော့မှဒီညက်ဒီကိန်းကြီးမတိကြဘူးလားစီးရုံကညီညွတ်မှုကျွန်တော်တို့ပြောနေတာအဲ့ဒါကြောင့်ညီမအတိုင်းဝိုင်းမှာ နော်ဒီတော်နိုင်ရင်ပဲအချမ်းမှာတော်နိုင်ရုပ်အားပေးနေတဲ့တတိပညာရှင်တွေအတိတ်ကပြေးသွားတဲ့သူတွေကျွန်တော်တို့ကအများကြီးတင်ညာပြည့်တဲ့သူတွေခဏရှစ်ထွက်ပါရင်းရင်းတင်းထွက်စမ်းပါမုန်းရင်ကောင်မုန်းပြအမှန်တရားတော့မုန်းတာဆယ်သက်မုန်းအားလုံးပဲမင်္ဂလာပါခင်ဗျာ PDF ရဲဘော်တွေရဲ့ထမင်းစလုံးတောင်မစေးခဲ့ရတဲ့ဘဝကနေအလုတ်ပေါင်းစုံလုံးနေရတဲ့အဖြစ်ကိုနားထောင်ပြီးကိုစီစိတ်မကောင်းဖြစ်ရတဲ့အကြောင်းကိုဗီဒီယိုမှာထည့်သွင်းဆွေးနွေးထားပါတယ်ဒါပေမဲ့ဒီထက်ပိုပြီးအရေးကြီးတာကတော်လန်ရေးရဲ့လမ်းညွှန်မှုပိုင်းပဲဖြစ်ပါတယ် အန်ယူဂျီကိုဖောင်းထုတ်မဲ့အစားအားနည်းတဲ့ဝင်ကြီးတွေကိုပဲနာမည်နဲ့တကွတက်ပြောဖို့ဘာကြောင့်အရေးကြီးတယ်လဲ Local PDF အဖွဲ့ငယ်တွေအန်ယူဂျီအောက်ကိုဝင်မှသာနိုင်ငံတကာအသိအမှတ်ပြုမှုရမှာဖြစ်လို့တပ်ပေါင်းစုဖွဲ့စည်းဖို့ဟာဘလောက်ရေးတကြီးလိုအပ်နေပြီလဲဆိုတဲ့ကိုစီရဲ့ဝေဖန်သုံးသပ်ချက်များကိုဒီဗီဒီယိုမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါလို့စိတ်မကောင်းမှုယူတာလားကျွန်တော်နိုင်ငံမှာတချို့တွေဒူတွေကနေအာနာရှင်လည်းပဲတပံပေးဆိုပေးရှင်းဆိုချင်းเนาะကျွန်တော်တို့ကမှຫນွေပဲဆိုရင် ဟိုအေးအေးဒီအရှိမမန်းတက်ထိုးလိုက်အဲ့မန်းတက်ပေါ်အုံးလက်တွေမိုးကြတယ်အဲ့တော့သူ့အိမ်မှာမန်းတက်ထိုးရင်အခုနောက်ပိုင်းခေတ်ကျတော့နဲလာယူအရင်ဆိုအဲ့လိုအဲ့လိုလုတ်ကြຫນွေရလာပြီးဟဲ့ဆိုရင်အိမ်ရှိမှာအေးနေအောင်လို့ဒါသူ့အိမ်မှာမန်းတက်ထိုးရင်ဒီအဘေးအိမ်ကဝိုင်းလုတာပေါ့ကိုယ့်အိမ်မှာမန်းတက်ထိုးသူများဝိုင်းလုတာပေါ့အဲ့တော့အဲ့လိုအိမ်တိုင်းမှာမန်းတက်ထိုးနေတဲ့အချိန်မှာစစ်သား၃ယောက်ကဖြတ်လာတယ်ထိတ်ထိတ်ဆုံးတတ်ပါရှင်အဲ့ဒီစစ်သား၃ယောက်ဖြတ်လာတဲ့အချိန်မှာကျွန်တော်ငင်တဲ့အချိန်ပေါ့နော်ဟဲ့လိုမျိုးဘာလုပ်နေလဲဆိုကလပ်ချင်းထိုးနေတာဆိုကျွန်တော်တို့ဒီမှာမန်းတက်ကိုကလပ်ချင်းထိုးတယ်လို့ခေါ်တယ်ချို့ညာမန်းတက်လို့ခေါ်တယ်တို့ရတုတ်တီတာအကောင်မျိုးရှိတာပေါ့နော်အဲ့ဒီမှာပါတဲ့ ကလားစစ်သားတယောက်ကတက်ချက်ကြီးပြောင်းနေတော့ကလားတယ်မဖြစ်ဘူးกว่าတယ်ဘုံပါရွာတယ်ဘာမှပြန်မလို့ရနေခိုင်းတယ်အဲ့ဒါအဲ့ဒါအာနာရှင်ရဲ့ဇေယျအာနာရှင်စနစ်သူတွေကြတော့အဲ့ဒါလိုဟာမျိုးနဲ့မတန်ဘူးအခုဒီမှာရဲဘော်တွေကိုကောင်းတိုင်းနှားထုတ်ဖို့ခေါ်တယ်ဆိုအညာမှာရဲဘော်တွေကစပန်းငားရိုက်တယ်ရတဲ့ပတ်စံစုပြီးစစ်တိုက်တယ်လေငားထုံနဲ့ရတဲ့ပတ်စံလုပ်ပြီးစစ်တိုက်တယ်အဲ့ဒီကလေးတွေကခင်ဗျားဒီမှာဒီပုံကိုပြောရသလိုပဲသူတို့အိမ်မှာသမင်းစားတဲ့ပကံတော့မဆေးလာရတဲ့လူတွေပေါ့ဘော်ကြော့နေလာတဲ့လူတွေ ဒီမခံချင်စိတ်မတရားတဲ့စိတ်ကိုငါတို့စန့်ချင်မယ်ကွာဆိုတဲ့စိတ်နဲ့တော်နိုင်တဲ့ပါဝင်တာလားဒါကိုမင်းတို့ပတ်စံမင်းတို့အလကားခိုင်းတယ်မို့ပတ်စံပေးမယ်ဆိုရင်အဲ့ပါဇက်ပြောတဲ့ပါဇက်ခင်ဗျာမချက်ဘူးလားမင်းချင်ဟမ်စစ်တမ်းနဲ့ပဲတန်တဲ့တန်းစားမျိုးအဲ့လိုမဟုတ်ကျွန်တော်ရဲဘော်တွေအများကြီးရဲဘော်တွေကျွန်တော်ပြောမယ်နော်မင်းတို့တွေအဲ့လောက်တော့လုံးဆံမလို့မလို့ဘူးဘာမှငားလို့ပြီးတော့ငါလီကတော့ပါရဲ့ငါမပြောညူငါဒေါ်လာထွက်တယ်ငားလို့ပြီးတော့စစ်တိုက်ကမဆိုမင်းတို့မတိုက်နဲ့မနိုင်နေတဲ့ဒီဘွယ်ဆောင်ရင်းမပါတဲ့ဟာကိုမလုပ်နဲ့တတပွင့်လေးလေးပြောတာအညာကလူတွေအဓိကလုပ်နေတာ မင်းတို့အများကြီးရဲဘော်တွေအားလုံးပြောချင်တာလားမင်းတို့ပြည်သူကထောက်ပံ့ပေးရမှာမင်းတို့ကိုပြည်သူကဖူးမောက်ထားမှာမထားဘူးလားမလုပ်နဲ့မနိုင်ဘူးလားဒီကွယ်အောက်ချုပ်စီမရောက်နိုင်ရှင်းရှင်းပဲလူပေါင်းဝရဲဆိုတာအတိုင်းတာဒီပဲရှိတယ်အရှင်းမှာအသက်အသေးခံပြီးတော့တိုက်ပေးနေတဲ့ကောင်ကြီးကနောက်ထပ်အသက်ချောင်းပို့လို့မဟုတ်ဘူးနော်ပြောလိုက်ရင်တော်လိုင်းဘက်ကိုအားပေးတယ်အားဘာဖြစ်တယ်ငါတို့အားပေးတယ်ရတယ်အားပေးတာဘလောက်ထောက်ပံ့မှာဘလောက်ကူညီမှာတော့မကွဲခြားတာဘူးတစ်ချက်တနိုင်တစ်ချက်ကူညီဒါပေမဲ့ လေးစားမှုထားတန်ဖိုးထားမှုထားနော်ဒါကြတော့ရက်ွက်ထဲမှာနေအခုတချို့တလေဒေတာတွေမှာဆိုရင်ဟို PDF တွေကိုအလေးထားတယ်အခုနောက်ထပ်ဗီဒီယိုဖိုင်တစ်ခုလည်းရှိပါတယ်ငါကျွန်တော်ပြမှာအဲဟိုမှာသမီးသမီးတို့သမီးတို့ထည့်ပေးလိုက်ကြတာသမီးတို့ထည့်မှာပတ်စံ1500ထောင်900မြတ်တာကိုပေးလိုက်တယ်နော်ပြီးစာလေးပါရေးပြီးတော့အဲ့လိုယူရတယ်အများကြီးရှိတယ်ဒါပေမဲ့ဒါအခုခုဒီဗီဒီယိုဖိုင်ဖြစ်တာတချို့တလေဒေတာပါဒါလိုဟာမျိုးကတော့ဟိုတော်တော်ရှားပါတယ် အညာအကုန်လုံးတော့မဟုတ်ဘူးတချို့တလေအညာမှာပို့ local pdf တွေအဓိကတော့ mod ngg အောက်ကအဖွဲ့တွေကတော့ဘယ်လိုလိုက်လုပ်ကြမရှိမရှိတလောက်ကကြားရတယ်အဓိကတော့ local တွေ local တွေဆိုတော့ရက်တီဖို့ခက်ခဲတယ်အလူရှင်ရတဲ့ပြင်ကပြော local တွေဖြစ်တဲ့အတွက်တကယ်ချက်ကလူရှင်တွေအဲ့တည်းသူတို့ဘာလုပ်လဲဆိုတော့သူတို့ရံပုံကိုရဖို့အတွက်သူတို့ရအောင်ကောက်ကပ်ပြီးလိုက်ရတယ်ဒီတိုင်းသားအေးအိုအောက်မှာနေတဲ့ pdf တွေ MOD ရဲ့ NUG ရဲ့ MOD အောက်မှာနေတဲ့ PDF တွေကဘယ်လိုမှလိုက်လုပ်တယ်တော့မကြားမိဘူးကျွန်တော်ကတော့ဒါရှိရင်ရှိမှာပေါ့နော်ဟိုတော်တော်ကြ Local နေအနေနဲ့သူရက်တီဖို့အတွက်သူတို့တိုက်ပွဲတိုက်ဖို့အတွက်တော့မပတ်ဆံရှိဘူးအဲ့ဒါသူတို့ရအောင်ရှာပြီးတော့တိုက်တယ်ဒါအညာဘက်မှာကျွန်တော်ကြားနေခဲ့ရတာဟိုအဖွဲတိုင်းတော့မဟုတ်ဘူးဗျာအဖွဲတလေပေါ့တစ်ချက်ဆွဲကြတတ်တာပြီးပြောမယ်ဒါဒီဗီဒီယိုကံယူပြီးတော့ငစီက PDF တွေကိုပြည်သူဝင်ဖြစ်လို့ဖောက်အောင်မေးလို့ရတယ်เนาะစကားပြောရတယ်ဟိုကိုပြောလိုက်တဲ့စကားတစ်ခုဘယ်ဟိုတက်ရအောင်လဲဘလို့ဘလို့အသုံးချသွားမလဲဆိုတာကျွန်တော်တို့ကတွေးရတယ်ဘလို့တက်ဖို့ကောင်းမအောင်ဘူးလားအာချောင်းတွေကခွေးမျိုးတွေကအစင်နဲ့ဟမ် သူ့မေတွေကိုဝှင်းနဲ့စပ်ပောက်ပြီးမွေးထားတာတွေကလေမစီပါဇက်ကဘယ်နေရာမှားမလဲချောင်းနေတာအဲအစင်းနဲ့ချောင်းနေတာသိလားအဲ့တော့ပြောချင်တာကမင်းတို့ local ပဲဖြစ်ဖြစ် local တွေဆိုတဲ့အခုတပ်ပေါင်းစုဖွင့်နေတယ်နော်တပ်ပေါင်းစုတွေကိုဖွင့်ကြတော်လိုင်းငါးနဲ့ချောင်းနေတိပဲတပ်ပေါင်းစုမှမဖွင့်ဘဲနဲ့ကိုယ့်ကိုတပ်ဖွဲ့လေးရန်နေတဲ့ local ဆိုတာမဖြစ်သင့်တော့ဘူးနော်အဲ့တော့တပ်ပေါင်းစုဖွင့်ကြဒီလိုမှတပ်ပေါင်းစုမဖွင့်နိုင်ဘူးငါတို့က local ဖြစ်ပဲရက်တည်တယ်ငါတို့ငါတို့ကိုထောက်ပံ့မဲ့ပြည်သူမရှိဘူးလားမတိုက်နဲ့ရှင်းရှင်းလေးပဲအဲ့တော့အောက်ကျခံစရာမလိုဘူးဘာဖြစ်လို့လဲကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်ပြောချင်တယ်တခု တချို့တွေ NGO ဟိုဒေါက်တာဆာဆာဘာဖြစ်တယ်ဒေါက်တာဆော်ဝေစုဘလို့ဖြစ်တယ်ဟာဒေါက်တာဆော်ဝေစုကတာမန် MVS ဆရာဝန်ကြောက်မဟုတ်ဘူးနော်ကိုရဲ့အစိုးရတည့်ရမှာနောက်တစ်ခုကျွန်တော်ပြောပြဒီတော်လှန်ရေးမှာအစိုးရရှိမှရမယ်ဆိုတာ NUG မှာ NUG ကိုကျွန်တော်ပြောနေတယ်မဟုတ်ခရင်တော်လှန်ရေးအစိုးရရှိတယ်ခရင်မြန်မာအစိုးရရှိတယ်ခရင်ဆိုရရခိုင်မှာလည်းရခိုင်ဆိုရရှိတယ်မွန်မာလည်းမွန်ဆိုရရှိတယ်ချင်းမာလည်းချင်းဆိုရရှိတယ်ကျွန်တော်တို့အားလုံးအစိုးရရှိတယ်ဒီကလာမှာလူလူထောက်ပြမှုအခြေဆုံးတော်လိုင်းအစိုးရပဲပဲပဲတူပဲ NUG လား NUG ဆိုကျွန်တော် NUG ဝင်ရမယ် အယူဒီဒီတော်လိုင်းကာလမှာသူဆိုရဖြစ်လို့ရမှာဒါပေမဲ့ကျွန်တော်တို့ကကိုကိုတိုင်အခြေကခေါင်းဆောင်တင်မဲ့အစိုးရကိုကိုကိုတိုင်တန်ဖိုးထားဖို့တော့လိုတယ်လေကိုကငါနဲ့ထိုက်တော့နေပြီးတော့ရမယ်မင်းတို့ယူနေပါလို့သွားပြောလို့အိမ့်မရှိသားဟမ်ပြောတော့ AMG ကဘာဖြစ်တယ်ညာဖြစ်တယ်မကြိုက်မကြိုက်တဲ့တဦးတယောက်ချင်းစုဘိုင်လေးတက်မကြိုက်တဲ့ပြစ်ချက်ဘယ်ပြစ်ဘူးမကြိုက်ဘူးတိတိကျကျပြောလေသားတန်းစီလေးတန်းတန်းချာလူများကြီးကဟိုစကားကြတဲ့တန်အောင်လိုက်ပြီးတော့အန်အန်ဂျီဘာဖြစ်နေလဲညာဖြစ်တာဘလို့ပြောလဲ AMG ဆိုတာဘလို့လဲအမှန်တော့ဆိုရင်ဆိုအန်ဂျီကိုစားပြုလာလားဘလို့လဲတမနာကြီးလားဘလို့လဲ မသိဘူးရန်သားဒီ IOG ကစောင်းနေတာ IOG ကဘာတို့ပြောတာလဲဝင်ကြီးဌာနရှိတယ်လေဝင်ကြီးဌာနကဝင်ကြီးတွေရှိတယ်ဒုဝင်ကြီးတွေရှိတယ်အတွင်းဝင်တွေရှိတယ်ဘာတို့လဲမင်းလည်းဒီ IOG ကိုဖောင်းလို့လေကောင်းတယ်ပြန်ကြည့်မသိတော့ဘူးမသိဘူးပြောရတယ်အဲ့ဒါတော့မသိအဲ့တော့မယူဘူးလား IOG ရတယ်ဖက်လိုက် IOG ဖက်လိုက်ဒါဆိုရင်အခုမှကင်းရဆိုရအနည်းဆုံးရှိတယ်နော်ကင်းရဆိုရကိုတော့လိုင်းတိုက်ဦးဆိုရပြက်ခံတာအကောင်ကင်းရနေလက်ခံမှာမဟုတ်တော့လားဆိုအကောင်လုံးကတန်ဖိုးထားမယ်ဟာငါငါကင်းရမဟုတ်တော့ငါဒီကင်းရဆိုရကိုလက်မခံတော့လို့မရဘူးကိုကတက်ဦးနေရာမှာထားမယ်ဆိုရင် ကိုစိုးရနေမှာပြည်သူအများစုကိုဇန်နာပြုတ်နေတာကိုကတပ်ဦးနေမှာအစိုးရထားမယ်ဆိုရင်အားလုံးကလည်းတန်ဖိုးထားရမယ်ကိုကိုယ်တိုင်တန်ဖိုးထားမှအခြားလူကတန်ဖိုးထားမှအဲ့ဒါကျွန်တော်ဒီတော်လိုင်းမှာကျွန်တော်ပြောချင်တာအဲ့ဒီအချက်ကလူတိုင်းရောကျွန်တော်ပြောချင်တယ်အာအန်ယူဂျီကိုပြောချင်တယ်ပြောပြီးတော့အန်ယူစတ်တော့ကြဘူးလေအင်္ဂလာရဲ့အရှေ့ကလူပြောက်ကိုဖျက်ဖျက်လက်ချောက်ခိုင်းနေအနောက်ကနေခြေထောက်ဖိုးပေါ်တယ်ပြီးတော့မင်းတက်တက်မမမချောက်ဘူးပြောလို့ဆိုအဲ့လူတွေကဘယ်လိုချောက်ပါဟာနေပုံကဘာဖြစ်တယ်ညာဖြစ်တယ်ဟမ်ကိုနေပုံကကိုနေပုံကဘယ်နေရာဘယ်နေရာမကောင်းဘူးလေဘယ်နေရာမှားလဲ ။ဟာနေဘုံကနင်းပြောတဲ့စကားတော့ဘယ်နေရာကဘလို့ဘလို့မှားတယ်။ပြောသမားကဘလုံးတန်တန်းကျုံပြီးတော့အကုန်လုံးကိုပြောတဲ့လှုပ်ရက်ကဒါအာနာရှင်ကိုအားပေးတာ။ဘုဘကရန်သူအကြိုက်လှုပ်တာပဲ။ဘာပတုနာမှအကျိုးမရှိဘူး။ဒါလူမျိုးဖြစ်နေပါစေ။အဲ့တော့ဖောင်းခံထုနေတာဒီဘယ်အဲ့လူမျိုးတော့လည်းအကျိုးမရှိဘူးတော်လန်တရားလုံးတော့လည်းအကျိုးမရှိဘူးအကျိုးရှိတာဒီအာနာသိမ်းထားတဲ့ကောင်တွေတော့ပဲအကျိုးရှိတာအဲ့လောက်လေးကိုတော့လူတိုင်းကိုတည်သိခြင်းဒါကြောင့်မလို့တအုံးဆိုးရမရှိဘဲနဲ့တော်လန်ရေးကိုကဘာကအတိမတ်ပြုတ်လူလိုသူလိုဆက်ပြမှုဆိုတော့မမျော်လင့်နဲ့ နှစ်ပေါင်း60ခင်ဗျားတို့တိုက်လာတာခင်ဗျားတို့ကိုဘယ်နိုင်ငံကလူရသွင်းပြီးတော့လက်ခံဗမာလက်နက်ကိုင်းရှိတာပဲဒီတိုင်းနဲ့လက်နက်ကိုင်းပေါင်းစုံလဲမှာမရှိဘူးလားရှိတယ်မတိစစ်တပ်ကအန်ယူဂျီကဝင်ကြီးဌာန၅ခုလျှော့ချပြီးရခင်လူဟောင်းများဖြင့်အပြောင်းလဲလုပ်အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင်ရခင်ကဝင်ကြီးဌာန၁၈ခုရှိသည့်အနက်၅ခုကိုဖြုတ်ချကာပြောင်းလဲဖွဲ့စည်းလိုက်ကြောင်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ NUG ကယနေ့ဒီဇင်ဘာ၈ရက်တွင်ထုတ်ပြန်ကြေညာသည် ဖြုတ်ချလိုက်သည့်ဝင်ကြီးဌာနများမှအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနဆက်သွယ်ရေးတရင်ချက်လက်နှင့်ဤပညာစီးပွားကူတန်းရောင်းဝယ်ရေးအမျိုးသမီးလူငယ်နှင့်ကလေးတငယ်ရေးရာနှင့်အလုတ္တမဝင်ကြီးဌာနတို့ဖြစ်သည့်အလုတ္တမဝင်ကြီးဌာနကိုလူသားစာနာထောက်ထားရေးဝင်ကြီးဌာနတွင် ပေါင်းကာဖွဲ့စည်းလိုက်ခြင်းဖြစ်သည် ရခိုင်ကပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာနနှစ်ခုတွင် ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားသည့်ဒေါက်တာဇော်ဝေဆိုးကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်ထားပြီးထိုဝန်ကြီးဌာနများတွင်ရခိုင်ကဒုဝန်ကြီးဖြစ်ကြသည့်ဒေါက်တာရွှေပုံနှင့်ဂျာထွေပန်တို့ကကျန်းမာရေးဝန်ကြီးနှင့်ပညာရေးဝန်ကြီးများဖြစ်လာကြသည် ယခုဖွဲ့စည်းပုံတွင်မပါဝင်လာတော့သည့်ဝင်ကြီးဌာန၅ခု၏ဝင်ကြီးများဖြစ်သည့်နော်ဆူဆန္နာလာလာဆိုဒေါခင်မမမျိုးနိုင်ထွန်းဖေခနိုင်သူဝနဒေါက်တာဆာဆာဦးထင်လင်းအောင်နှင့်ဒုဝင်ကြီးဒေါ်ဤသူစာမောင်တို့သည်ယခုထုတ်ပြန်သည့်ယာဒုတာဝန်များတွင်မပါဝင်တော့ချေ ရင်းအပြင်ရခိုင်နိုင်ငံသားရေးဒုဝန်ကြီးဦးမိုးစောဦးဖက်ဒရယ်ပြည်ထောင်စုရေးရာဒုဝန်ကြီးဦးချစ်ထွန်းတို့လည်းမပါဝင်တော့ပေ UNG အစိုးရကိုသမရဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ယာယီသမရဒူဝါလာရှိလာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းပြည်ထောင်စုဝန်ကြီးချုပ်ယုံပြည်ထောင်စုဝန်ကြီးအဖြစ်ဒေါက်တာဇော်ဝေဆိုးပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ဦးလွင်ကိုလက်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ဦးရီမွန်ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ဒေါက်တာရန်မိုးစာကောင်းလို့ဖြင့်ဖွဲ့စည်းလိုက်သည်ဘာမှစစ်တပ်ပုံစံမျိုးဝါဒဖြန်ပြီးတွေးခွဲခံထိထားတာအတူတူပဲရှင်းရှင်းပြောရရင်တော့စစ်တပ်ထမ်းမှာလည်းတိုင်းနာပေါင်းစုံရှိတယ်နော်တော်လိုင်းထဲမှာလည်းတိုင်းနာပေါင်းစုံရှိတယ်ဒါပေမဲ့တော်လိုင်းရင်းပဲအချမ်းကိုဘာဖြစ်လို့ကဘာကနှစ်ပေါင်း60ကျည်အတိမတ်မပြုတ်တာလေအဲ့တော့စီးလုံးညီညွတ်မှုနဲ့တော်လိုင်းတပ်ဦးအစိုးရဆိုတာမရှိလို့အခု KNU ကြားပြန်နော်ဘုရားထပ်ပြီးစာထုတ်တယ်ကဘာကဘူးအောင်ဆောင်မှုမရှိဒီတည်း ဒီတရားခံတွေကိုတရားရုံးကိုတည်ပြီးတော့စစ်ဆင်နိုင်ွင့်အခွင့်အရေးဆုံးရှုံးမယ်ဆိုတော့ KNU ကထပ်ဆာထုတ်တယ်ဒီကြားဖြန့်ယာနဲ့ထောင်နဲ့ရှိတဲ့နိုင်ငံပေါင်းစုံကလူတွေကိုအဲ့ဒီတောင်းရင်းပြည်ပေးမှာထားပြီးတော့ KNU ကအင်္ဂလိပ်လိုကျင်ညာလိုက်မြန်မာလိုကျင်ညာလိုက်မျိုးစုံကျင်ညာနေတာဘယ်တိုင်းဒီအစိုးရကအတိမတ်ပြုတ်ပြီးတော့လေးလေးဆက်ဆက်လာရောက်ဆွေးနွေးလက်ခံစကားပြောတယ်အ ਨੇ အချင်းလက်ရှိတယ်မဟုတ်ဘူးလားအဲ့ဒါဘာဖြစ်လို့လဲ KNU အတုံးကြမ်းလို့လားမဟုတ်ဘူး KNU နေရာမှာနောက်ထပ်အဖွဲ့အစည်းเนาะအညာကဒီအဖွဲ့အစည်းတွေလာပြီးတော့ local တိုင်းနိုင်ငံနဲ့နိုင်ငံတွေ အဲ့တော့ဗမာလက်နက်ကိုင်လည်းရှိတာပဲအခု BBN လည်းဆိုတာဗမာတိုင်းလက်နက်ကိုင်ကိုသာလှုပ်လှုပ်ကြည့်အဲ့ရခိုင်ဘွဲ့လှုပ်ကြည့်ချင်းဘွဲ့လှုပ်ကြည့်ကြောင်မုံဘွဲ့လှုပ်ကြိုက်ကြက်ဘွဲ့လှုပ်တော်နိုင်လက်နက်ကိုင်အဖွဲ့တစ်ခုကဒဲလာလှုပ်လို့ရတော့ဘယ်တိုင်းမှမခင်ရလို့လူရမတွင်းဘူးအဲ့ဒါအဲ့ဒါလေးကိုတော့မဒီနေ့ဒီကိန်းမတိကြဘူးလားစီးတော့ဘုံညီညွတ်ဘုံကျွန်တော်တို့ပြောနေတာအဲ့ဒါကြောင့်အဲ့တော့တော်လိုင်းတက်ဦးအစိုးရဆိုတဲ့အနောက်မှာဟုတ်တယ်ဒါငါတို့ကတက်ဦးအစိုးရပဲငါတို့တက်ဦးအစိုးရအနောက်မှာငါတို့လည်းညီညီညာညာရှိတယ်ကွာတော့ကဘာကိုကျွန်တော်တို့ပြောနိုင်တဲ့နေ့ကဘာကကျွန်တော်တို့လက်ခံမှာဒါပေမဲ့အခုညီညာရတာမညီညာဘူး တော်ပြောတယ်လို့အင်ဂျိုပြန်ဆက်ရပြီလေဟိုဘက်ရပါကောင်းမဟုတ်ဘူးတော်လိုင်းဘက်ကဆိုတဲ့ဟာလေဟာပြောတော့တော်လိုင်းနိုင်ချင်တယ်လေတော်လိုင်းတက်ဦးတော်မှယူနီလေးနာမှုမပေးဘဲနဲ့နေရာမပေးဘဲနဲ့ရိုးမတင်ဘဲနဲ့မမွေးရဘဲနဲ့စပိုးတင်မပေးဘဲနဲ့တော်လိုင်းကိုဘလို့အောက်မှာလဲအင်ဂျိုဂျီယူအမအင်ဂျိုဂျီကျွန်တော်ပြောတာမဟုတ်ဘူးနော်နားလည်မယ်ဦးတော်ပြောစကားဟုတ်အဲ့တော့အင်ဂျီယိုမထားနေဘူးကဲဒါဆိုအင်ဂျီယိုပြည်သူထောက်ခံမှုရော့တယ်ဖဲလက်အင်ဂျီယိုလက်အင်ဂျီနီယာမှာတော့ဒီအိုက်ထားလို့မရဘူးနောက်ထပ်တက်ဦးဆိုရတဲ့ရထားမယ်အဲ့ဘယ်လိုထားမလဲရှိတယ်မရှိသေးဘူးမရှိသေးလို့ရှိတာဟောပဲ moment ်ဟုတ်လားမလားအတက်ပြန်ပြီးတော့ modify လုပ်ဒါကိုပြန်ပြီးတော့အားဖြစ်ဟာကဝဲဝင်ကြည့်မတိုက်ဘူးလေဥယျာဉ်မုံဟာအတက်ကြီးရဲ့ကောင်းပြီမဲ့ကျွန်တော်တို့စစ်ဖို့စစ်နဲ့နေအောင်တော့တူအောင်တိုက်မဲ့လူငယ်ကောင်းအောင်လုပ်ခြင်းနဲ့ဘယ်လိုထုံးပြန်တယ်လို့ဘယ်လိုပံမအောင်လို့ပြောဒါကဥပမာကျွန်တော်ပြောပြတာဒါလိုပုံပေါ်တွေထည့်ပေးပါဒါလိုဖြစ်ကမှမဟုတ်လားအဲ့လိုမဟုတ်ဘဲနဲ့ထိုင်ပြီးဆဲနေလို့ဘလူ့လူအကျိုးရှိတယ်။ထိုင်ဆဲတဲ့လူတော်ကအကျိုးရှိတာ။အဲ့ဒီထိုင်ဆဲတဲ့လူမျိုးစုတော်ကအကျိုးရှိတာ။ ဘသူမှအကျိုးမရှိဘူး။တော်နိုင်ရင်တော်လည်းအကျိုးမရှိဘူး။ဆဲကန်ထိတဲ့အစိုးရတော်လည်းအကျိုးမရှိဘူး။ဆဲရဆဲကန်နဲ့ तू ကလည်းသူ့ဘာဘာဘာကြောင့်ဆဲမနဲ့ तू လည်းမသိဘူး။ငါလည်းလောက်နေတာပဲဘောင်းကောင်းလာဆဲနေတယ်ဟုတ်တယ်လေ။အဲ့တော့ဆဲကန်ထိတဲ့လူတွေအကျိုးမရှိဘူး။ဆဲတဲ့လူတွေလည်းအကျိုးမရှိဘူး။ဆဲတဲ့လူမျိုးတွေလည်းအကျိုးမရှိဘူး။အခြားပြည်သူတွေအားလုံးကလည်းအကျိုးမရှိဘူး။ဒါပေမဲ့အကျိုးရှိတဲ့တစ်ခုလိုရှိတယ်။အဲ့ဒါအာနာသိန်းကလည်းကောင်းနေတွေ့တယ်။ဒီဘက်မှာမညီညာတာလေ။အခုဆိုရင်ဘန်ကောက်ကန်ယုံမှာထောက်ခံမဲ့ပေးတယ်ဟိုနေ့ကြိုတင်မဲ့ပေးတယ်ဆိုရင်လူလေးလေးငါးဆယောက်ကိုတရုတ်ပဒိထာနာဆိုင်ရိုက်ပြီးတော့တင်းနေတယ်ခင်ဗျားတို့သိတာ။အဲ့ဒါတွေကပေါ့တင်းသိမသွန်းနဲ့။နားပင်းသွားလိမ့်မယ်။ နိုင်ငံရေးဆိုတဲ့အရာကိုအရှိရနားလဲတဲ့သူတွေဥဆောင်မယ်ဆိုရင်အဲ့ဒီဥဆောင်တဲ့သူတွေကိုလွတ်လွတ်လပ်လပ်ဥဆောင်ခွင့်ရဖို့အတွက်ကျွန်တော်တို့တွေကဝန်ခံပေးရမယ်။ဒါကြောင့်မလို့ကျွန်တော်အခုထိုင်းမှာထောက်ပို့လုပ်နေတယ်။ PSC နောက်ဝက်တလား200ကျွန်တော်တက်တယ်။စနစ်တကျလုပ်ပြီးကတ်တွေပါထုတ်ပြီးလောက်သွားတယ်။အကုန်လုံးကျွန်တော်ဖိတ်ခေါ်လာလား။ NUG ရဲ့ဆက်တာလုပ်နေလားလို့။ဘာဖြစ်လို့လဲ။ကျွန်တော်တယောက်လုပ်နေတဲ့ဟာထက်နောက်ထပ်ကျွန်တော်ထက်အရေးချင်းရှင်လူလာလို့ကျွန်တော်ထက်အဆင်ပုံမြင်သွားမှာ။ကျွန်တော်တို့လိုချင်တာဒီနေရာယာတို့အာဏာမဟုတ်ဘူး။အောင်မြင်မှု။ငါလုံးမှာငါ့ဘွယ်စီမှာငါ့လူမျိုးမှာမဟုတ်ဘူး။ငါတို့အားလုံးလွတ်မြောက်မှု။ ဒီတော်လိုင်းရင်းနဲ့ပတ်သက်လို့တကယ်တော်လိုင်းအောင်ခြင်းနဲ့စိတ်ရှိမယ်ဆိုရင်ကိုလုံနေတဲ့လှုပ်ရက်တွေကျန်လဲစမ်းစစ်ကြပါငါလုံနေတဲ့လှုပ်ကဘဒုအားဖြစ်နေတာလေတော်လိုင်းတော့ကိုအားဖြစ်နေကြလားပါရသိန်းတဲ့ကောင်တွေတော့ကိုအားဖြစ်နေတာဒါလေးတော့တွေးစစ်နေတယ်နော်အဲ့တော့တက်ဦးဆိုရတော်လိုင်းရင်းဆိုရလို့ပါဇက်ကတော့ပြောပြီးတော့ငါနဲ့တနေအောင်ထိုက်တော့နေလို့ဆိုရင်တော့ခင်ဗျားတို့တနေအောင်တော်လိုင်းဘဒုမှနိုင်မှာမဟုတ်ဘူးဘဒုမှလည်းလူရတွဲမှာမဟုတ်ဘူးစက်ချတော့အဲ့ဒါလေးကိုတိဖို့လိုတယ်ဒါဟာဒီတိုင်းတစ်ခွက်ခေါင်းဆောင်ပိုင်းကြီးရစပြီးအားလုံးကလည်းတွင်းတွင်းကြဲကြဲထားတွေကိုပြည်သူနားလဲအောင်ရှင်းပြဖို့လိုတယ်ဒီကာလမှာကျွန်တော်ရှေ့မှာစစ်တိုက်ဖို့လိုတယ်လို့ ဒီဘိုးကြီးကဘိုးရှာဖို့လူသလိုတီတူကိုလည်းကျွန်တော်တို့ကထိတ်ကြောင်းသွားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘာမှမဟုတ်တဲ့ကောင်တွေထွက်ပြောနေတာလေတကယ်ထိရောက်အရေးပါတဲ့တတိပညာရှင်တွေအတိတရားပြောရတဲ့လူတွေလူကြီးတွေတလူဟာမျိုးပြောတာကပို့ပြီးတော့ထိရောက်ပါတယ်ဒါကြောင့်မလို့အမုန်းခံပါခင်ဗျားတို့တွေလူမုန်းမှာကြောက်နေကြတယ်လောက်ထဲမှာကျွန်တော်မုန်းခံချင်မလားညဘောမှာပဲဆက်ဆက်ဘလူပဲဆက်ဆက်လေလူတယောက်လူများလားကျွန်တော်တို့ကငွေတွေကစက်ကြက်ကောင်းစိတ်မခံတဲ့ကောင်မျိုးတွေငွေဟောင်းလိုမျိုးကျွန်တော်တို့နေရတဲ့ပတ်ဝန်းကျင် နော် true ဆိုဝူထားတဲ့ပုံမျိုးတွေဒါပေမဲ့ဒီ dollar ရေးလုပ်တဲ့ပါလာမှာအဲ့ဒီအတွင်းမွေးအဲ့ဒီအပြင်းစရိုက်ကြီးအားလုံးကိုကိုယ့်ကိုချိုးနိုင်ကြတယ်ညိုသိမ့်ကြတယ်ဘာဖြစ်လို့ကိုလုံးနေတဲ့အလုပ်ကိုအလဲဟတ်တာမဖြစ်ချင်လို့နော်ဘယ်သူမှလူမောခံချင်လဲအချက်တကြီးကိုကိုလည်းတင်းမရှိပဲလာဆဲတာငါတော့မှတင်းပြီးတော့လာမှအစိမ့်လိုက်ဝါစားချင်လို့စိတ်ပေါက်တခါကြောက်လို့ချင်းဒါပေမဲ့တော့ဘာဖြစ်လဲကျွန်တော်တို့အမောခံတဲ့အချိန်တန်းလာတယ်ဒါကြောင့်မို့လို့လက်ရှိညမအပိုင်းဝိုင်းမှာ နော်ဒီတော်နိုင်ရင်ပဲအချမ်းမှာတော်နိုင်ရုပ်အားသိနေတဲ့တတိပညာရှင်တွေအတိတ်ကပြေးသွားတဲ့သူတွေကျွန်တော်တို့ကအများကြီးသိဉာဏ်ပြည့်တဲ့ခဏရှစ်ထွက်ပါရင်းရင်းပြင်းပြင်းထွက်သမ်းပါမုန်းကြီးနဲ့ကောင်မုန်းပြအမှန်တရားတွေမုန်းတာဆယ်သက်မုန်းဘာလို့ကြောက်နေကိုလဲဒီကာလကျွန်တော်တို့မှမလုပ်ရင်နောက်ဘယ်လိုဆက်လုပ်မလဲဟမ်ဒီကာလမှာကျွန်တော်တို့ဒီအရေးကိုနိုင်အောင်မလုပ်တော့ရင်ဘယ်သူထက်လုပ်မှာလဲဘာလို့မှမရှိတော့ဘူးထက်လုပ်တဲ့အဲ့ထပ်ပြီးတော့လက်နက်ကင်နေဆိုတော့အဲ့စီးပွားရှာမယ့်ကောင်မရှိတော့ဘူးတော်နိုင်ဆိုတော့မရှိတော့ညောကြီးမှာဒါကြောင့်မလို့ဒီကာလလေးမှာအကုန်လုံးလုံနိုင်တော့အားတော်ခွန်ဆိုင်ဝိုင်းလုပ်ပေးကြပါလို့အနှုံးညွတ်မြတ်တန်ရက်ခံပါလေနော်နိုင်ခြင်းအားကြီးလို့ပါ ကိုစီရဲ့တုံးသက်ချက်အရတော်လန်ရေးလန်းကြောင်းမှန်ကန်ဖို့နဲ့နောက်မျိုးဆက်တွေအတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်ဖို့ဟာတပ်ပေါင်းစုဖွဲ့စည်းမှုအပေါ်မှာမူတည်နေပါတယ်။ NUG ကိုဝန်းရံဖို့ဟာတော်လန်ရေးတပ်ဦးကိုထိမ့်သိမ်းခြင်းဖြစ်ပြီးအားနည်းတဲ့ဝင်ကြီးတွေကိုဝေဖန်တာဟာပြုပြင်ပြောင်းလဲရေးကိုတွန်းအားပေးခြင်းဖြစ်ပါတယ်။ကိုစီလိုလိုပြည်သူတွေထက်ပိုမိုတက်တဲ့ပညာရှင်တွေအနေနဲ့တာဝန်ယူမှုဖြင့်ရှေ့ထွက်ပြောပေးဖို့တိုက်တွန်းရင်းဒီနေ့အစီအစဉ်ကိုညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ။